လိန်နူချစ်သူတွေရဲ့ချစ်ချင်းကိုအလေးထားတဲ့ထိုင်းနိုင်ငံမှာထိုင်းပြည်နဲ့ဗီယက်မကိုတိုင်းလက်ထက်ထိမ်းမြှောက်ပေးခဲ့တဲ့ချစ်သူစုံနိုင်တဲ့တွေထပ်ပေါ်လာခဲ့ပါတယ်။ထိုင်းပြည်ဝချီရာလောင်ကွန်းနဲ့ဗီယက်မစုတီတော်ကိုတိုင်းတော်ဝင်နန်းဆောင်အတွင်မှာလိန်နူချစ်သူစုံနိုင်တဲ့တွေကိုရိုးရဒလိတွေအတိုင်းလက်ထက်ထိမ်းမြှောက်ပေးခဲ့တာပါ။ထိုင်းတော်ဝင်နန်းတော့ အံဖုံစာသင်နန်းဆောင်ခမ်းမမှာမေလ19ရက်နေ့ကလိန်နူချစ်သူစုံတွဲနေတွဲကိုဘယင်းနဲ့ဘယင်းမကိုတိုင်းအကောင်ချက်ခံပြီးရိုးရတလေအခမ်းအနားနဲ့လက်ထက်ထင်းများပေးခဲ့ပြီးဘယင်းကိုတိုင်းအတိတ်တသက်အဖြစ်လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ဒါဟာချစ်ချင်းမြတ်တာအတွက်ရှင်းအောင်တလေးနဲ့ခစ်သည့်တိုးတက်မှုတို့ကိုပေါင်းဆက်ပြီးကျင်းပခဲ့တဲ့သမိုင်းဝင်လက်ထက်ပွဲတစ်ခုလည်းဖြစ်တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။လိန်နူစုံတွဲကတအုပ်ဖြစ်တဲ့နှစ်ထောင်ပေါင်းကကျွန်တော်နဲ့ကျွန်တော်မိသားစုအတွက် ဒီလိုမျိုးတစ်ခါမှမရှိဘူးတဲ့ချင်းမြင့်ခြင်းမျိုးနဲ့ချင်းမြင့်ခံခဲ့ရတဲ့အတွက်ဘေးအင်းမြက်ကိုကျေးဇူးအထူးတင်ပါတယ်ဒါကကျွန်တော်မိသားစုအတိုင်းဝိုင်းအတွက်အမြင့်မြတ်ဆုံးဂုဏ်မှုပဲဖြစ်ပါတယ်ဘေးအင်းမြင့်နဲ့မိဖုရားကောင်းကြီးအသက်ရှိကျန်းမာစွာနဲ့ထင်းနှံကိုဆက်လက်ဆုဆန်နိုင်ပါစေလို့သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေစွတ်တောင်းစာရေးသားခဲ့ပါတယ်နတ်သားဘုံအားပရင်နန်းတော်ဆောင်မှာတာဝန်ထမ်းဆောင်နေတဲ့နန်းရွှေရရှိတူဖြစ်သူကံပေါ်နဲ့လက်ထမင်္ဂလာပွဲကိုဆင်နွှဲခဲ့သူပါ သူတို့ရဲ့လက်ထံမှတ်ပုံတင်အခမ်းအနားကို2025ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာကျမတို့ကလည်းဘရင်မင်းမြတ်ကိုယ်တိုင်ပန်းစည်းနဲ့လက်ဆောင်တွေပေးပို့ခဲ့ပူပါတယ်။ဒီဖြစ်ရဟာထိုင်းတော်ဝင်မိသားစုအနေနဲ့လိန်ဆိုတာယောက်ျားနဲ့မိန်းမနှစ်မျိုးပဲရှိရမယ်ဆိုတဲ့ရှေးယွန်းဆွေးအမြင်တွေကနေဖဲခွာလာပြီးချက်ချင်းမြတ်တာနဲ့ဒန်းနုညီမျှမှုကိုအားပေးထောက်ခံတဲ့လုပ်ရက်တစ်ခုလို့လဲဆိုနိုင်ပါတယ်။ဒီအခမ်းအနားဟာ ိုင်းနိုင်ငံတမိုင်းမှာ LGBTQIA+ အသိုင်းအဝိုင်းကသူတွေအတွက်ထိုင်းပြည်မင်းမြတ်ကိုယ်တိုင်လက်မှတ်ထိုးပြီးတရားဝင်ထိမြပေးခဲ့တဲ့ပထမဆုံးမင်္ဂလာပွဲပဲဖြစ်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။ ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်